လင်းတန်တဲ့ဒေသတွေမှာတွားရလာအဆင်ပြေဖို့ဓာတ်ဆီမလို့တဲ့မော်တော်ယာဉ်တီထွင်လိုက်တဲ့ဆိုတော့မနော်အားလုံးသိတဲ့အတိုင်းမြန်မာနိုင်ငံမှာကလင်းတန်ကြောင့်အားလုံးပျက်စီးဆုံးရှုံးများပြားခဲ့တာဖြစ်ပါရင်ဒါကြောင့်လေခုတစ်ခါမှတော့ဆိုရမနောကမြန်မာနိုင်ငံမှာငလင်တန်းတဲ့ပြည်သူတွေအဆင်ပြေစေဖို့အရာတစ်ခုကိုတီထွင်လိုက်တာပါမနောတီထွင်လိုက်တဲ့အရာကတော့ဓာတ်ဆီဒီဇယ်ထည့်စရာမလိုဘဲနဲ့မော်တော်ကားတွေကိုတီထွင်လိုက်တာဖြစ်ပါရင်အားလုံးသိတဲ့အတိုင်းယနေ့ချိန်မှာမြန်မာနိုင်ငံဓာတ်ဆီဒီဇယ်စားရင်73စီဈေးနှုန်းနဲ့မြင့်တက်လာတာဖြစ်ပါရင်ဒီလိုငလင်ပေးတဲ့အချိန်မှာတော့ဓာတ်ဆီဒီဇယ်73စီရင်းရရှိဖို့အတော်လေးကိုခက်ခဲနေတာပါ ဒီလွန်ချိန်မှာတော့ဆိုရမနောက73စီထည့်စရာမလိုတဲ့မော်တော်ယာဉ်တွေကိုတီထွင်လိုက်တာပါဒီမတိုင်ခင်ကတည်းကဆိုရမနောဟာအောင်မြင်ကြကြတဲ့ဆိုရဖြစ်ရင်သာမကအောင်မြင်ကြကြတဲ့စီးပွားရေးလုပ်ငန်းရှင်တို့ဖြစ်ပါရင်မနောဟာငွေစင်ကတည်းကကားဝတ်ရှုပ်လုပ်ငန်းတွေစက်မှုလုပ်ငန်းတွေနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာတာကလည်းဖြစ်ပါရင်ဒါကြောင့်လည်းဆိုရမနောဟာဖျားစီတွေပုံသွင်းတာစင်းလူတော်တွေပုံသွင်းလုပ်ငန်းတွေနဲ့စီးပွားဖြစ်လာတာဖြစ်ပါရင်ခုခါမှာတော့ဆိုရမနောဟာ73စီထည့်စရာမလိုတဲ့မော်တော်ယာဉ်ကိုတီထွင်လိုက်တာပါ။ဒါကြောင့်လေပရိသတ်တွေကတော့မနောရဲ့တီထွင်မှုကိုကြီးကျူးနေကြတာဖြစ်ပါရင် ခုချိန်မှာတော့ဆိုရမနော73စီမလို့ရင်မော်တော်ယာဉ်တွေကိုတီထွင်ပေးမှာတော့သာသနာ့ဘောင်တွေကိုဝင်ရောက်သွားတာလည်းဖြစ်ပါရင်မနောဟာငလင်းတန်ကိုကိုရင်ကျုံတွေးနေရတာဖြစ်ပါရင်ဒါကြောင့်လေတန်ဝင်းခါရကသာသနာ့ဘောင်တွေကိုဝင်ရောက်သွားပြီလို့လည်းသိရပါရင်